ဆိုရနဲ့ရာမင်တို့ရဲ့ပွဲပွဲကြိုသုံးသက်ချက်မင်္ဂလာပါ Fine Go Channel ကကြိုးစားပါတယ်ဒီဝက်တင်ကိုတော့အခုလာမယ့်အော်တိုပါ24ရက်တောက်ကြညမှာအားပေးရမှာဖြစ်ပါတယ်ဆိုရက1မှာ6ပွဲထိုးထားပြီးတော့4ပွဲနိုင်2ပွဲရှုံးဆိုရဲရလတ်ပါပြန်မဖိုက်တာ ရာမင်ကတော့1မှာ3ပွဲထိုးထားပြီး2ပွဲနိုင်2ပွဲရှုံးဆိုရဲရလတ်ကိုပိုင်ဆိုင်ထားပါတယ်မြန်မာဖိုက်တာတွေထဲမှာဆိုရက်ကပြောရရင်မွေထိုင်းနီးစနစ်ကိုတော်တော်လေးကျွမ်းကျင်တဲ့ကစားသမားပါ နောက်ဆုံးထိုးရတဲ့ဆမီဒန်ရဲ့ပွဲတော်ကလည်းရလကတိတ်မပြတ်သားပဲထိုင်းကစားသမားဖြစ်တဲ့အတွက်ဒါအရှုံးပေးလိုက်ရတယ်လို့ပဲပြောရမယ်ဒီပွဲမှာလည်းထိုင်းကစားသမားနဲ့ပဲထိုးရမှာဆိုတော့လုံးဝအသာစီးကစားထားနိုင်တာဒါမှမဟုတ်အလဲထိုးနဲ့ပွဲဖြတ်နိုင်မှသာ နိုင်မှာပါဆိုရကိုယ်တိုင်ကလည်းနောက်ဆုံးပွဲခေါင်းလောင်းမထိုးမချင်းအလဲထိုးနိုင်ဖို့ကြိုးစားသွားမယ်ဆိုပြီးတော့ပြောထားပါသေးတယ်။အတုအနေနဲ့ကလည်းအလဲထိုးနိုင်ပွဲမရတာ တော်တော်ကြာပြီဖြစ်တာကြောင့်ဒီပွဲကိုအလဲထိုးနဲ့နိုင်ဖို့မျှော်လင့်ထားတာပါအမှန်တမ်းပြောရရင်ဒီပွဲမှာကိုလူကမော်ထိုင်းနေစနစ်ပိုတာတယ်လို့တော့ပြောလို့ရပါတယ်ခြေကံချက်တွေဒူးတိုက်ချက်တွေတရောင်ရိုက်ချက်တွေနောက်ပြီးတော့ clinch ဘိုင်းမှာလည်းတော်တော်လေးကောင်းလာကြောက်ပါပြန်ရဖိုက်တာရာမင်ကတော့မွေထိုင်းကစားသမားသာပြောတာပါ clinch ဘိုင်းတော်တော်လေးကိုအားနေပါတယ်လက်သီးပေါ်ကလည်းပြောသလောက်ကြီးမဟုတ်ပါဘူးခြေကံချက်တစ်ခုတည်းပဲဆော်ရက်ထက်နင်းငယ် တာမယ်ထင်ပါတယ်အဲဒါကြောင့်ဆိုရက်အနေနဲ့ဒီပွဲမှာအတားစီကစားပြနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်အဲပထမအချိန်မှာတော့နှစ်ယောက်လုံးကအကဲခတ်တဲ့အချိန်နေနဲ့ပဲသွားပါလိမ့်မယ်ဘာကြောင့်ဆိုရမင်းကလည်းခက်ကြမ်းကြမ်းလိုက်ပြီးကစားတတ်တဲ့သူမဟုတ်တာကြောက်မှာဆိုရက်ကတော့သူပြောထားတဲ့အတိုင်းအလဲထိုးနိုင်ဖို့အတွက်ဒုတိယခြေလောက်မှာတိုက်စစ်ဖွင့်ပြီးတော့ကစားလာပါလိမ့်မယ် ကျွန်တော်မြင်ရပြောရင်ဒုတိယချီဒါမှမဟုတ်တတိယချီလောက်မှာဆွန်ရက်ကပဲအလဲထိုးနဲ့နိုင်သွားလိမ့်မယ်လို့ထင်ပါတယ်။ညီကိုတို့အနေနဲ့ရောဒီပွဲစဉ်ကိုဘယ်လိုမြင်ကြလဲဗျ။ဟောမမှာမှတ်ချက်ပေးခဲ့ပါဘူး။ဒါပေမဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း follow လုပ်ခဲ့ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်။အဆုံးထိရရှိပေးခဲ့တဲ့တောက်ချင်းဒီတိုင်းကိုကျေးဇူးများကြီးတင်ရှိပါတယ်ဗျ။